ရှမ်းပြည်တောင်ပိုင်းပင်တရမြို့စူးဘုကုံရက်ကွက်မှာအောက်ချုံရီမူရဲနဲ့စစ်တပ်တို့ရဲ့ခွင့်ပြုချက်နဲ့လောင်စာဝိုင်းတွေနေစဉ်ဖွင့်လှစ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဒီလောင်စာဝိုင်းတွေကိုအောက်တိုဘာပထမပတ်ကလေးကဖွင့်လှစ်ထားတာဖြစ်ပြီးရဲစစ်သားနဲ့ရက်ကွက်အောက်ချုံရီမူတို့ကတရက်လိုင်းကြီးကျက်ဆယ်သိန်းကျော်ယူပြီးခွင့်ပြုထားတာလို့လည်းသိရပါဗျ။လောင်စာဝိုင်းမှာလူပေါင်းစုံလာတယ်၊နေတိုင်းလူစီးတယ်၊နေတိုင်းလည်းစုညံတယ် စစ်သားရဲနဲ့ရက်ွက်အုပ်ချုပ်ရေးမှုကခွင့်ပြုထားတော့ဘူးမှမပြောရဲဘူးလို့ဒေသခံတူကမဲခေါင်ကိုပြောပါတယ်။လောင်စာဝိုင်းတွေကိုရက်ရှည်ခွင့်ပြုထားတဲ့အတွက်လူငယ်တွေညာလုံးပေါက်ကစားပြီးအလုံမသွားနိုင်တော့တာနဲ့ငွေကြေးဆုံးရှုံးမှုတွေများလာတာကြောင့်ခေါဆိုးလူရက်မှုတွေပိုကျူးလွန်ကြတာလို့လည်းသူကပြောပါတယ်။အရင်ကဆိုဒီစုဖို့ကုန်းရက်ွက်မှာကအိမ်ဖောက်ခံရတာပစ္စည်းခိုးခံရတာမကြဘူး။အဲ့ဒီလောင်စာဝိုင်းတွေဖွင့်ဖွင့်ပေးပြီးမကြဘူး။အိမ်လဲဖောက်ခံရတယ်။ အင်းရှိမှာဆိုင်ငယ်ခဏထားလေးပျောက်တယ်။တခိုးကအယမ်းဆိုးဝလာတယ်။မိန်းကလေးတွင်းကန်ကဆာခိုးတယ်လို့တခြားဒေသခံတူကမဲခေါင်ကိုပြောပါရယ်။လောင်စာဝိုင်းတွေမှာလေးကောင်ချင်းခလုံးခလုံးနဲ့ဖဲဝိုင်းတွေပါဝင်ပြီးနေ့စဉ်အမျိုးသားအမျိုးသမီးလူငယ်တွေနဲ့စီကားနေတယ်လို့ဒေသခံတွေစီကသိရပါရယ်။